အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးသူခင်လာမြက်ခန့်ရေးသားထားတဲ့တမောအောင်မာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်တမောအောင်မာတားကနိုင်ငံသားမှာအလုတ်သွားလုပ်ချင်တယ်လို့ပြောလာတယ်သူကပညာရေးမှာကမပါလာဘူးဆယ်ရန်းကိုနှစ်နှစ်လောက်ဖြည့်ပြီးမအောင်တော့သူအတော်စိတ်သက်ကြလာတယ်သူတငယ်ချင်းတွေနဲ့ဟော်လို့လို့ဒီအလုပ်လို့လို့နဲ့အချိန်တွေသာကုန်လာတယ် အစင်ကပြေမလာဘူးနောက်ဆုံးတော့နိုင်ငံသားထွက်မယ်အမိတဲ့အိမ်မာကငွေပုံငွေရှံမရှိပါ သူများစီကလည်းအတိုးနဲ့မချီငါချင်ဘူးချီငါလေချီငါထလည်းမရှိဘူးဝင်ငွေနဲ့ထွက်ငွေမျှတအောင်စားတယ်အကျွေးမတင်အောင်နေတယ်ခလေးရဲ့အဖေကလည်းအတော့အစားလောင်းကစားกินတယ်ကုန်းစားတာတခုပဲရှိတယ်သူရာသမျှလာခလေးကို တပြားမကြံအပ်တယ် ကျမကဈေးမှာရာတီပေါ်တီးနှံရောင်းတယ်။သားသမီး၂ယောက်နဲ့မိသားစု၄ယောက်စီကန်းရှိရှိနဲ့စားတတ်တော့အကျွေးกินတယ်။ငွေပုံငွေရှန်ကတော့များများဆဆာမရှိဘူး။အဆင်ပြေတဲ့စုံယုံလေးပါပဲ။ခုတော့တတားကနိုင်ငံသားသွားချင်နေဆိုတော့ကျမစုမဲထုတ်တုံးကဝယ်ထားတဲ့ဆွဲကြိုးလေးကိုမျက်စိကရောက်သွားရပြီဆွဲကြိုးက MC ကြိုးနှစ်ချက်သာခန့်ရှိတယ် လွန်ခဲ့တဲ့နှစ်များကဝယ်ထားတာဆိုပေမဲ့15ပဲရတင်ကိုဝယ်ထားရဆိုတော့ရွှေရီကောင်းတယ်။ရွှေရောင်ကဤနေတယ်။ကျိုးကလည်းအစ်စ်လောက်ထားတာဆိုတော့ခိုင်ခိုင်ခန့်ခန့်လေးပါ။မိသားစုတစ်ခုလုံးမှာမှကျမနားမှာပန်ထားတဲ့ငကလေးကလွှဲရင်တစ်ခုတည်းတော်ဆွဲကြိုးပါ။ကျမတိတ်မြတ်လို့ပါလေ။အမြဲမဝက်ပါ။အလို့အတန်းရှိမှရံပန်ရံကာထုတ်ဝတ်သူပါ။တစ်နေ့လုံးနေလို့တစ်ခါတော့မဝက်ဖြစ်တဲ့အခါတွေတောင်ရှိပါသေး။ ကို့မှာရှိကိုတိနေရင် ပြေးတာပဲလေဆိုပြီးပါကိုလာအေကစိတ်ကမှအလလုံးတယ်ကိုလာအေအမေနဲ့အမမိသားစုကအိမ်ရဲ့အပေါ်ထံမှာနေတယ်ကျမတို့ကအိမ်အောက်ထံမှာနေတယ်အမေကအိမ်လာခိုက်ရလို့တော့မယူပါဘူးကျမတို့ကအမေအတွက်လိုအပ်တဲ့စေဖို့ကိုပေးတယ်စားချင်တဲ့အစာအတော့ကိုဝယ်ပေးတယ်ကြုံရင်ကြုံတလို့စားကောင်းတောက်ဖွဲချက်ပြုတ်ပေးတယ်။အမေကကျမတို့မိသားစုအပေါ်မှာကောင်းပါတယ်။ ဘာလေးပဲဝယ်ပေးဝယ်ပေးပတ်စံတွေတက်တက်အပုတ်ကုန်နေမဝယ်နဲ့ငါမစားနိုင်ဘူးဆိုပြီးညင်းနေကျမအမျိုးသားသူ့သားကိုလည်းအလွန်ချစ်တယ်ညမိုးချုံလို့ကိုလှအီးအလောက်က နောက်ကျရင်ငါသားလေးခုထိမပြန်လာသေးဘူးလားနောက်ကျလှကြည်လားဆိုပြီးအိမ်အောက်ထပ်ကိုဆင်းလာပြီးလမ်းမဘက်ကိုတမျောမျောလောက်တက်ပါတယ်သားသမီးတွေအသက်ဘလောက်ပဲကြီးကြီးမိဘတွေရင်ထဲမှာတော့ကလေးလေးလို့ထင်နေသေးတယ်ထင်ပါရဲ့ ကိုလာအေးကလည်းမနဲ့သူ အလုတ်သွားခါနေကြရင်ဖះရှိခိုးပြီးအိမ်မော်ထက်ကအမေစီကို သွားကြောတာနှိမ့်စမှာတရားမှပြည့်ရမရှိ အမေအိုကို ရှိခိုးဥတင်ပြီးမှ အလုတ်ကို သွားလဲရှိသူပါအမေကလည်းသူ့သားအလုတ်သွားတာကိုအိမ်ပေါ်ထက်ဝရန်တာကနေသူ့မြင်ကွင်းကပျောက်သွားတဲ့အထိမျက်စိတစ်စုံရကြည့်နေသူပါကိုလာအေးရဲ့အမကြီးမိသားစုမှာတမီးနှစ်ယောက်ရှိတယ်အကြီးမကအိမ်အောင်ကြနေပြီး သမီးကလေးတယောက်မွေးထားတယ်။အမေကသူ့သားနဲ့သမီးကိုအဝေးမှာမနေစေချင်ဘူး။သူ့မျက်စိအောက်မှာပဲနေစေချင်တယ်။ဒါလည်းတမျိုးတော့ကောင်းပါရဲ့လေ။ကျမတို့အတွက်အိမ်လာခရဲ့လို့တီးတတ်မကုန်တော့ဘူးပေါ့။အမေကိုပေးရကြွရတယ်ဆိုတာကလည်းသူများတွေရဲ့အိမ်လာခတဝက်ဖို့တော့မရှိပါဘူး။ပေအစိတ်ပေ60အကျယ်ရှိတဲ့အိမ်မှာကြကြဝန်းဝန်းနဲ့ဆက်ကြိုက်နေရတယ်။ခြံဝင်းကြီးကလည်းကျဲတယ်။ ဟိုယခင်တဲကကြောက်စီရရင်ကြီးကခုထိရေကကြည်လင်နေတော့စက်တီးကျိုးနဲ့ဆွဲရတယ်။အဝီစီရေကိုဆက်နဲ့မောင်းတင်နေရေလဲရှိတယ်။အမေကကြောက်စီရရင်နဲ့နဲ့ထဲကရေကပိုချိုရတယ်။ဒါကြောင့်တောက်ရအဖြစ်အသုံးပြုတယ်။ပဝန်းကျင်ကလူတွေကိုလည်းတောက်ရဒါနာပြုတယ်။ပလတ်စတစ်ပုံနဲ့လိုက်ရောင်းတဲ့ရေတန့်ကိုအမေကမတောင်းလို့ဘူးသူ့ဘဝတစ်သက်လုံးဒီကြောက်ရွံ့ထဲကရေကိုဒီအတိုင်းမကြုံချက်ပဲအစိမ့်တောက်လာတာတယ် ယခုကျမတို့နေတဲ့အင်ဂျီကလည်းတလိုင်ခေါင်နဲ့စောက်ထားတဲ့ရှေးဟောင်းအင်ဂျီပါမူလကလေးကဖောင်ဒေးရှင်းကိုကောင်းကောင်းချထားပြီးရှေးဟောင်းအုပ်တွေလို့ဆိုရမလားပဲဘေးလမ်းမြေကို များများနဲ့စောက်ထားတာမို့အိမ်ကြီးဟာနှစ်တွေကြာမြင့်ခဲ့တာတော့ဒဏ်ရာကွဲရာ မရှိဘဲတောင့်တင်းခိုင်ခံလိုနေတယ်။အောက်ထပ်ကိုတမန်သလင်းအပြည့်ခင်ထားတယ်။အပေါ်ထပ်မှာတော့ကျွန်းရှာထိုးတွေကို အပြည့်ခင်ထားပြီးဝရဏပတ်လည်ကိုကျွန်းပွလုံးတွေနဲ့ ရှေးခေတ်လက်ရပုံစံဖြစ်တယ်။ခြံကိုပိုင်းအောင်ဖို့အမေကို သူများတွေကအကြံပေးကြတယ်။အမေကလည်းမခံဘူးခေါင်းခါတယ်။ခေါင်းလဲမာတယ်။သူမသေးသေးတည်းပဒေါမဒီအိမ်ဒီမေကို အပိုင်းပိုင်းမရောစားဘူးတဲ့။သူ့သားသမီးတွေကိုအပြစ်အဝပေးခဲ့ခြင်းပါတဲ့။ကျမတို့ကတော့ကောင်းတယ်ပြောရမလားမကောင်းမှုပြောရမလားမသိတော့ပါဘူးမိဘဖြစ်နေတော့အမွေရသည်ဖြစ်စေမရသည်ဖြစ်စေကျွေးမွေးရမှာကျမတို့တာဝန်ပါ အရေးခေါ်ခွင့်ပေးနေတာကိုကကျေးဇူးတင်လာပါပြီ။လူကြီးမိဘတယောက်အိမ်မှာရှိနေတာကိုကျမတို့ကကျေနပ်တယ်။ဘယ်ကိစ္စမဆိုတိုင်ပင်လို့ရတယ်။ရှေးဟောင်းနှောင်းဖြစ်ပြောပြတယ်။ကျမတို့မသိတာသိရတယ်။အမေကသူ့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကိုပြောပြတယ်။သူ့ဘဝသူ့အကြောင်းတွေကိုယခုကျမတို့ကြုံတွေ့နေရတဲ့အရာတွေနဲ့နှိုင်းရှင်ပြီးဆောင်ရန်ရှောင်ရန်တွေကိုတာရကယူစေတယ်။အမေကပြောပါတယ်။ ငါတို့ကခေပညာတော့မတတ်ပါဘူးအေဒါပေမဲ့အတွေ့အကြုံတွေကများခဲ့တော့လောကရက်ပညာမှာညီတို့ပညာတတ်တာတွေထက်သာပါတယ်မနတ်မောမလင်းခင်အိမ်ပေါ်ထက်စီကအမေရဲ့ဖျားရှိခိုးတန်ပဋ္ဌာန်းရွတ်တန်မြစ်တာပိုးတန်အမြောက်ဝေတန်ကျေးစီတန်တွေဟာ ကျမရဲ့စိတ်ကိုကြည်နူးစေတယ်နူးညံ့စေတယ်ကျမကမနတ်စောစောအိယာကထားပါတယ်ဈေးမထွက်ခင်အိမ်သားတွေစားဖို့ကိုချက်ပြုတ်ထားခဲ့ရတယ် ိမ်အလုပ်တွေလုပ်နေရင်မေတ္တာတော့ကိုရွတ်နေတဲ့အမေအတန်နဲ့အတူကျမပါလိုက်ဆိုမိနေတယ်။စိတ်တွေဟာအေးချမ်းပြီးနေတယ်။တနခါးကိုဖွဲအောင်လိန်ထားပြီးမနက်ခင်းမှာတော့အမေကငှက်ကလေးတွေအစာကျွေးဖို့သူပြင်ဆင်ပြီးအိမ်အောက်ထပ်မှာကျမကသူ့စွန်းလောင်းဖို့ကိုအသင့်ချက်ပြုတ်ပေးထားတယ်။ကျမသမီးအငယ်လေးနဲ့အတူ အမေကစွန့်ကြွားတဲ့ဥစဉ်တွေကိုရင်တွေကိုစွန့်လောင်းမယ်။တတိတွေလည်းကျမပြင်ဆင်ပေးခဲ့တယ်။ ကျမမှာမိဘများမရှိကြတော့ပါဘူး။ရောက်ခမပေမဲ့လည်းကိုမိဘအရင်းလိုတဘောထားတယ်။ကိုလာအေးအမကြီးတို့မိသားစုကတော့အမေကိုစောင့်ရှောက်ပါတယ်။ဒါပေမဲ့အမကြီးအမျိုးသားကတခါတရံတောက်စားမှုရပါတယ်။လူမှန်းမသိမူလာတဲ့အခါမျိုးကြရင်အော်ကြီးဟစ်ကျဲရန်ဖြစ်တန်ကအိမ်အောက်ထက်ကကြားရတယ်။အမေစိတ်ညစ်နေမယ်ဆိုတာကျမသိနေတယ်။ တားသမီးဆိုတော့တခါတလေပဲလေဆိုတဲ့စိတ်မျိုးနဲ့အမေနှလုံးသွင်းပြီးနေတာဖြစ်ပါလိမ့်မယ်။အမကြီးကရက်ွက်ထဲမှာဈေးထဲမှာငွေတိုးပေးစားပါတယ်။အမေက သူ့လိုရက်ကိုမကြိုက်ပါဘူး။အမြဲဒေါသထွက်နေရတဲ့အလုပ်တည်းငွေရေးကြေးရေးကိစ္စတွေမှုမျက်ကြောအမြဲရှုပ်နေရတယ်တဲ့။ကောင်းမကြည်လင်နိုင်ဘူး။သွေးတိုးစေတယ်တဲ့။တနေ့တနေ့ဘယ်သူစီကအတိုးပဲလောက်ရမယ်။ ဟိုဘက်ကပတ်စံမပေးလိုက်ရင်အော်ဟစ်တောင်းကျလာလိုက်တာအစဲအစိုးကအိမ်ပေါဝအထင်အမြင်တန်းလာတယ်။ထမိန်တိုတိုခြေတန်းပြင်းပြင်းလူကလည်းဒေါသတွေထွက်နေပူလောင်လိုက်တာလို့အမေကရေရွတ်တယ်။ပတ်စံလေအမေရဲ့ပတ်စံဒေါသမထွက်ပဲနေမလား။ယူတော့ကတော့တမျိုးပေးခံနေကြတော့တိတ်မလို့ရှင်မလို့နဲ့။စကားကြမ်းကြမ်းတွေကနားထဲမှာရှံလို့နေပါတယ်။ကျမတို့ကဈေးမှသာဈေးရောက်တာပါ။ ဘယ်သူနဲ့မှရမဖြစ်ဘူးပါဘူး။ရောင်းနိုင်တဲ့စီရောင်းလိုက်တယ်။မရနိုင်ရင်မရနိုင်ဘူးလို့ကောင်းကောင်းမွန်မွန်ပဲပြန်ပြောတယ်။ပူလောင်တဲ့ဒေါသမျိုးကိုကျမမနှစ်သက်ပါ။ကိုလှအေးဆိုသည်မှာตาရွေးဆိုရေခဲတုံးများရဲ့အဖေပါ။ဒီနေ့တော့ตาလေးကနိုင်ငံရဲ့ခြားကိုသွားဖို့ငွေလိုလာပြီလေ။ကျမကတန်တတအထဲမှာတော့ခတ်ပြေးတိန်းထားတဲ့ဆွဲကြိုးကို ကိုလာအေကိုပေးလိုက်တယ်။ဒေါ်များတို့အပေါင်ဆိုင်မှာသွားပေါင်ချေလို့ ကျမဈေးထဲမှာဈေးထွက်နေပြီမနေ့ဆယ်နေလောက်မှတော့သမီးငယ်ကမျက်နှာပြက်ပြက်နဲ့အပြေးတစ်ပိုင်းကျမစီကိုရောက်လာတယ်။အမေအမေလောက်ပါအောင်ဟိုမှာအဖေပြဿနာတက်နေပြီ။ဟဲ့ဟဲ့ဘာရောမိဖြူရဲ့ပြောစမ်းအဖေကမနေ့ကအမေသွားပေါင်ခိုင်းတဲ့ဆွဲကြိုးကအတုတဲ့အမေဘာအတုဟုတ်လားကြံကြီးစီယာမဟုတ်ကဟုတ်က ကျမလည်းဆိုင်ကိုဒီတိုင်းထားခဲ့ပြီးကိုလာအေးစီကိုလိုက်သွားခဲ့တယ်။ဒေါ်များရဲ့အိမ်ရောက်တော့ကိုလာအေးကကတုံကရင်နဲ့မျက်နာမှလည်းတွေးမရှိတော့ဘူး။ဖြူရော်ဖက်ရော်ဖြစ်နေပြီ။မကြွေရင်ငါတို့ဆွဲကြိုးကအတုကြီးတယ်ဟာ။ဘယ်လိုဖြစ်တာရော။ရှင်ဘာလို့အတုဖြစ်ရမှာလဲဒီမှာပေါင်ချဘာကအတုလဲမဖြစ်နိုင်တာရယ်။မကြွေနင်တို့ငါတို့ကပြောရမယ့်လူတွေလင်ရမယ့်လူတွေမဟုတ်ဘူး။ နေရခမနဲ့ငါတို့ဆိုတာရက်ဆွေရက်မျိုးတွေဆွေမျိုးဆက်ရံတော့တော်လို့ရသေးတယ်ငါတို့ကအရက်ထဲမှာအပေါင်ခံစားလာတာရှေးပဝေတနေတဲ့ကအခုမှထလှုပ်စားတာမဟုတ်ဘူးသူများစီမှာဆိုရင်နင်တို့လှုပ်ပေါက်ကရက်စကန်ရောက်ပြီနင်တို့မှာဘာမှနေလဲစဉ်းစားဟုတ်ပြီလားမှတ်ကြောက်တင်တဲ့ဆက်ကလည်းကျမတို့ဆွေကျိုးကအတုဆိုတာကိုတတ်သိပြနေပြီကျမဆွေကျိုးကို ခုမှတေးချခြင်းမိတယ်ဂျိန်းနေရာကခက်မဲမဲဖြစ်နေတယ် ဟုတ်ပါတယ်အတူပါကျင်းနေအတူကြီးဖြစ်နေပြီ ကျမနဲ့ကိုလာအေးကောင်းကင်ဆိုင်ကြပြီးအိမ်ပြန်လာခဲ့တယ်အိမ်ရောက်တော့ရုပ်သေးကျိုးပြတ်ထိုင်ချလိုက်တယ်ရင်ထဲမှာဟာတာတာကြီးနေအသေးနှလုံးတွေဘာတခုမှမရှိတော့သလိုခံစားလိုက်ရတယ်အမေကအိမ်ပေါ်ထက်ကဆင်းလာတယ်ကျမတို့အဖြစ်အပျက်ကို ပြောပြတော့မျက်လုံးအဝိုင်းသားနဲ့နားထောင်နေရှာတယ် ကျမကပြောရင်မျက်ရည်ကကျလာတော့အမေကလည်းဝဲလာတဲ့သူ့မျက်ဝန်းကမျက်ရည်တွေကိုအင်းကျင်လက်ဖြားလေးနဲ့တို့ကတို့ကလုပ်ပြီးအိမ်ပေါ်ထက်ကိုပြန်တက်သွားတယ်။ရက်ွက်ထဲမှာရောဈေးထဲမှာပါကျမတို့လင်မယား ရွှေအတုပေါင်နှံတဲ့ကိစ္စကဟိုးလေးတကြကြဖြစ်နေပါပြီ။လူရာရဲ့ပါဆက်ဖြားမှာဒီအကြောင်းတွေကြီးပြောနေကြတယ်။ အင်းရှိကနေတီရိုတီရိုလှုပ်ပြီးအိမ်ထဲကိုပေါ်ပေါ်ထင်ထင်တမျိုးစောင်းငဲ့တသွဲလှုပ်ပြီးကြည်သွားကြပြီ။ဘာရီဖြစ်ကုန်တာလဲ။အမေကမေးတယ်။တက်တာထဲမှာတေချာတောခတ်တင်ထားတဲ့ရွှေဆွဲကြိုးကအတုဖြစ်သွားတယ်ဆိုတော့ဒီကိစ္စကမယိုသာဘူး။ဒီအိမ်မှာလူလေးယောက်ရှိတယ်။ကိုလာအေးရဲ့မတ်ကျွေရဲ့တားနဲ့သမီးရဲ့ဘဲသူလက်ချက်လဲ။အမေပြောကမှပဲကျမလည်းခေါင်းနှပန်းကြည့်သွားပါတယ်။ ကျမကိုဘေးဖက်ထားလိုက်ကိုလှအေးသူ့ဘာအတွက်လုပ်တယ်လဲဖောက်ပြန်နေသလားကျမမသိပဲမယငယ်များရှိနေသလားဟုတ်ပြီကျမတေချာစုံစမ်းရမယ်ကိုလာအေးစုတီမာလဲကျမနဲ့အိမ်တော်ရက်သားကြကလေးကမိမကိစ္စဆိုတာရောင်လို့တော့မကြဘူးခဲပါဒါအရင်တုန်းကယူတာမှုလေအခုမဟုတ်ဘူးကျမသူ့အလောက်ကလလန်းမီယာကိုစုံစမ်းတမှုပြုတယ် တအိမ်တန်းနဲ့တအိယာထက်အိမ်နေတဲ့ကိုယောက်ျားအချောင်းကိုတပားသူတွေစီမှာစုံစမ်းရတာတိတ်ခါတွေလည်းကြားပါတယ်။သူ့အထက်ကလူကြီးစီကိုလည်းဥပယ်တမြင်နီးနဲ့စုံစမ်းဖို့ရောက်ခဲ့တယ်။သူနဲ့အလုတ်တန်းသူတွေစီကလည်းတန်ရဖြစ်စရာတစုံတစများမကြားခဲ့ရပါ။ရုပ်စွာအစုံမိမကိစ္စနဲ့ပတ်သက်ပြီးနောက်ပြောင်ကြည့်စေခြင်းတော့မရှိဘူးတဲ့။ကျမကိုလှအေးနဲ့ပတ်သက်ပြီးလက်လျှော့လိုက်ပါပြီ။ တာတာကအသက်20နီနီရှိပြီးသူရေးစားတနာရှိနေပြီလားမိုးရစေဝါတုံးဆွဲနေသလားကျမတခုခုတော့တိတိကျကျသိရမှာဖြစ်မယ်သူတငယ်ချင်းတွေကိုတဖက်လက်နေမေးမြန်းချည်တယ်အိမ်မှာအတူနေကြတာဆိုတော့သူ့အမှုအရာကိုအကဲခတ်ခြင်းမိတယ်တတာဟာပုံမှန်ပါပဲကျမတန်ရစိတ်တွေများနေတာများလားတတာကငယ်စဉ်တည်းကကျမပေးတလောင်မဟုတ်ဘူးကိုပဲယူတတ်သူပါ ပဆန့်ကိုအလွယ်တကူထားပေမဲ့သူကတစ်ချက်တပြားမှတောင်အမေမသိအောင်မယူခဲ့ပါ သူပေါင်းသိတဲ့သူ့တငယ်ချင်းတွေကလည်းလက်လုံးလက်စားမိသားစုတွေရဲ့သားသမီးတွေပါသူတို့ကိုယ်တိုင်လည်းကြပန်းအလုပ်ကိုလုပ်ကန်ကြပြီးကျမကိုကူညီထောက်ပံ့နေကြသူတွေပါတမီးငယ်လေးကိုတန်လျာရှိနေဖို့ကြတော့လေသူက အခုမှ6တန်းကျောင်းသူကျမလည်းအုပ်စရူးတယောက်လို ဖြစ်နေပါပြီ။ အောက်စာပစ္စည်းဆိုတာလူကိုပူလောင်စေတယ်ဆိုတာအမှန်ပါလားဈေးကိုလည်းပုံမှန်မထွက်နိုင်ပါတသက်လုံးရိုးသားလာသမျှရွှေအတုပေါင်တဲ့ဆိုတဲ့ကိစ္စကြောင့်လူတွေရဲ့မျက်လုံးစိမ့်ကိုခါးစီးပြီးခံနေရပါတယ်ကျမရဲ့ခန္ဓာကိုယ်ကလည်းတဝက်နီနီလောက်ပိန်ချုံသွားပါတယ်ညာဘက်ကိုအတွေးများပြီးအိတ်မပြောတော့ပါဘူးအိတ်မပြောတဲ့ရက်တွေများလာတော့အစားပြတ်လာတယ်အအိတ်ပြတ်အစားပြတ်လာတော့ကျမရဲ့ကိုထိခိုက်လာပါတယ် ကျမနဲ့ကိုလာအေးရဲ့ဆက်ဆက်ရေးကလည်းအရင်လိုမဟုတ်တော့ပါဘူး။သူ့ကိုကိုမယုံကိုကိုသူမယုံဆိုတဲ့အနေအထားမျိုးကိုရှောင်လာတယ်။ကျမတို့ရဲ့အခြေအနေကို သိလာတဲ့အမေကတနေ့တော့အိမ်အောက်ထပ်ကိုဆင်းလာပြီးစကားလာပြောတယ်။မတ်ကျွေသမီးတို့ရဲ့တန်လျာတွေကိုအဆုံးသတ်လိုက်တော့သမီး။တန်တက်တာထဲမှာတောက်ခတ်ပြီးတင်ထားတဲ့ဆွဲကြိုးကအတုဖြစ်သွားရတယ်ဆိုတာအော်ဩစရာတော့ကောင်းတယ်။ တော့ကလည်းသမီးခန္ဓာကိုယ်ကအင်းကြီးမှဂျိမ်းနဲ့ချိတ်ပြီးကိုနဲ့မကွာထားတယ်။တွေးစရာတွေကများသားသမီးရဲ့။သမီးကလည်းသမီးကိုယ်ပိုင်ပစ္စည်းကိုအတုအယောင်လုံးမှမဟုတ်ဘူးလေ။သမီးတေချာစဉ်းစားပါဦး။နောက်ဆုံးအကြိမ်ဘယ်တော့ကထုတ်ဝတ်တယ်လဲဆိုတာ။အမေကပြောတော့မှကျမတတိယပြီးစဉ်းစားမိတယ်။ကိုလာရဲ့အမကမင်္ဂလာဆောင်သွားခြင်းလို့ဆိုပြီးကျမစီကလာငှားတယ်။ဟုတ်တယ်ကျမမှတ်မိပြီ။ ၃၄ရက်လောက်နေမှကျမကိုပြန်ပေးတယ်။ကျမကမငှားလို့ကမဖြစ်ပြန်။သူနဲ့ကျမကတမိရောက်မှလဲ။ဆွေမျိုးအရင်ကြီးတအိမ်ထဲနေကြတာ။ရှိတာတိတိကျကျနဲ့မငှားပြန်ရင်လည်းအခက်။ကျမကမတွန့်တော်တတ်သူပါ။ငှားလိုက်ပါတယ်။သူကလည်းမှန်မှန်ကန်ကန်ပြန်ပေးတယ်ဆိုပြီးလေ။ခုတော့မှကျမကိုလှအေးရဲ့အမကြီးကိုဘယ်ပုံဘယ်နည်းနဲ့သွားမေးရမလဲ။ ကျမဘက်ကဘာသက်သေမှမရှိပဲခုနေသွားမေးလိုက်ရင်သူနဲ့ကျမတပ်ပွဲတွေလူကြားမကောင်းဖြစ်ကုန်ပါလိမ့်မယ်။သူ့ကိုလည်းကျမနည်းနည်းရှိန်ပါတယ်။သူနဲ့ရလည်းဖတ်မဖြစ်ရဲ့ပါ။သူ့ကိုထင်အောင်ထင်မားလောက်သာထင်နေတာကို သူ့ဘက်ကများသိသွားခဲ့ရင်ကျမဦးကောင်းကို အစိတ်စိတ်အမောမောကွဲသွားအောင်ရိုက်ခွဲပါလိမ့်မယ်။ကျမစိတ်တွေကိုတခဏငြိမ်သွားအောင်ချုပ်တီးလိုက်ရပါတယ်။နောက်ရက်များမှာဈေးကိုလည်းပုံမှန်ပြန်ထွက်နေပါတယ်။ လူရိဆိုတီမှလည်းကဲ့ရဲ့ခုနှစ်ရက်ချီမခုနှစ်ရက်မို့အကြာကြီးသူများအကြောင်းကို ဖွဲ့နှဲ့ပြီးမပြောနေကြတော့ပါ။ကျမလည်းအရာရာကိုသဘောပေါက်သွားပြီးမို့ရွှေဆွဲကျုပ်အတူဇလန်းကိုပြည်ပုံးကချလိုက်ပါပြီ။နောက်ရက်များမှတော့ကိုလအေးရဲ့အမကြီးကအိမ်မော်ထက်တက်တဲ့လှေကားကနေရုပ်ရင်ကြမ်းတမ်းတဲ့စကလုံးတွေနဲ့ပြောဆိုသွားပါတယ်။ငါတို့ကတသက်လုံးရိုးကုန်နေလာတာနော်။ထင်အောင်ထင်မှတော့လာမလို့နဲ့အသက်ချင်းလဲပြင်မယ်။ အမကြီးရဲ့သမီးအကြီးမှခလေးအမေကလည်းမျက်နှာစုပေါပေါနဲ့ခြေကိုစောင့်ပြီးကြံလိုဟန်ပြူတယ်။ကျမတီးခံပါတယ်။ကျမမှာရွှေလဲဆုံးရံပြုတ်ခြင်းလဲခံရနဲ့ဝစ်ကြွေးကြည်လာပါတယ်။အမကြီးကသူ့ငှားဝတ်ဖူးထားတော့ကျမကသူ့ကိုတန်ရရှိနေတယ်လို့ထင်မြင်နေပုံရတယ်။ဒါကြောင့်ကျမကိုတမင်ရံလုံးနေတယ်ထင်ပါ။သူ့အမှန်ကန်ရင်အနေသာကြီးပါ။ရံလုံးစရာကိုမလိုတာ။ မမှန်ကန်လို့ရာလုံးနေတယ်လို့ကျမယူဆလိုက်တယ်။ကျမတို့အိမ်တော်ကြားခါစားတော့ကရှေးဟောင်းနောက်ပြစ်တွေပြန်ပြောင်းပြောကြရင်အမေကပြောပို့ခဲ့တဲ့စကားကိုကျမသတိရလာတယ်။မောင်လာအိမ်ငယ်ငယ်တုန်းကလေပတ်စံတစ်ချက်ပေးထားရင်သူ့မှာဘတော်မှမကုန်မှုအကျွေးရဲ့တိတ်နှမျောတာညီးကန်ကောင်းတဲ့အကျွေးငွေမတုံးတတ်တဲ့လှအေးကိုရတာသူ့အမမိအေးမေတို့များပတ်စံပေးမလို့အေးသူ့အပြုတ်အရွယ်လောက်တုန်းကပေါ့အေး မိဘဆင်ထားတဲ့လက်စွပ်ကိုရေးစားခိုးပေးပြီးတော့သူက အတူဝထားတာလားငါကတိတော့သူ့ကိုတိတ်အောင်ရိုက်တာဆွဲကြိုးစင်ရဲ့ဆွဲကြိုးကို တစစီဖြည့်အောင်စားတာဟိုတုန်းကယူရီးယားဘတ်ကြိုးတွေက အစစ်တွေနဲ့ဆက်ထားတာလေအမေပြောဖူးခဲ့တဲ့စကားတွေကျမမှတ်မိလာတယ်တွေးလဲတွေးမိလာတယ်အမကြီးတို့သားအမိဟာကျမတို့မိသားစုကိုမြင်ရင်စောင်းမြောင်ပြောဆိုဆဲဆိုမြဲပါ မောင်နဲ့နှမသားနဲ့အမေနားထောင်ရန်မသင့်တော်တဲ့မကြောက်မနာသားဖရုတဝါစာရုပ်ရင်ကြမ်းတမ်းတဲ့စကလုံးတွေနဲ့ပြောဆိုတယ်။ခြံထဲကိုဝင်လိုက်တာနဲ့ထမိန်ကိုပေါင်လေလောက်အထေမတင်က မျက်နှာတွင်ပြင်အမှုရာမှလည်းရုပ်ချီးပြောင်းလဲလိုက်တယ်။သူဟန်ပန်ကဒေါသတကြီးနဲ့ခုံအုပ်တော်မဲ့ကြားရန်တကောင်ပမာဖြစ်နေတယ်။အိမ်အပေါ်ထက်ကိုအစွမ်းကုန်ခြေတံပြင်းပြင်းနဲ့တတ်သွားတဲ့အတံများကြောက်ခမန်းလေးလေးမိုးချုံတံအလားပါ ကျမကတော့ဂရုလည်းမမှုတော့ပါ ခလေးတွေကိုလည်းမှားထားတယ်။ရှောင်နေလိုက်ပါ အရေးတောင်မမြင်စင်နဲ့လို့သူ့တော်သားကအချိန်မရွေးအမေတို့မိသားစုအပေါ်ကြားရောက်လာနိုင်တယ်။တတိထားပြီးနေရမယ်လို့ကျမတို့လည်းကို့အလုပ်ကိုလုပ်နေကြပါပြီ။ခြောက်လာခန့်အကြမှာတော့အမကြီးရဲ့အမျိုးသားဟာအိမ်ရှိကြောက်စီမှာရေချိုးရင်းအုံနာသွေးကြောပြက်ပြီးကွယ်လွန်သွားခဲ့ပါတယ်။အမကြီးကငိုရင်းတတိတွေလစ်တဲ့အထိဖြစ်သွားတယ်။ ကျမတို့လည်းသူပြောခဲ့ဆိုခဲ့တာတွေကိုအမှတ်မထားတော့ဘဲနာယေးဆိုတဲ့အတီနယ်ဝိုင်းဝန်းကူညီလောက်ကင်ပေးကြတယ်။နာယေးကိစ္စတွေပြီးလို့၃လခန့်အကြာမှာတော့အမကြီးကမျက်စိခွဲရပါတယ်။မျက်စိခွဲထားတာကိုဆရာဝန်ကညင်ငိမ့်နေဖို့အတန်တန်ပြောထားပါရဲ့နဲ့အမကြီးကအကျွေးလေတောင်းထွက်ပါတယ်။ဒေါသတွေဖြစ်လာပါတယ်။ရှားလက်ကမျက်စိချုပ်ရုံးမှပြည်တယ်ပြီးချုပ်ရုံးပြည်သွားပါတယ်။ ဆေးရုံမှာအစင်းစင်ကုသဖို့ပြခဲ့တော့လဲကုမရတော့ပဲမျက်လုံးတစ်ဖက်လုံးဝကွယ်သွားခဲ့တယ်။မျက်ခုံပိတ်သွားခဲ့တယ်။တစ်ဖက်ကိုလည်းတိတ်မကြခင် ခွဲရမယ်လို့ပြောပါတယ်။အမကြီးကအလွန်ကြောက်လန့်နေပါတယ်။လူကလည်းအယိုးပေါ်အရေးတင်ပြီးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတယ်။မျက်လုံးဆိုတာဒုတိယအတတ်မဟုတ်ပါလား။ ပထမသလုံးကဒီလိုဖြစ်သွားတာဆိုတော့ဒုတိယသလုံးမှာထပ်ကွဲလိုက်ရင်ပြန်ကောင်းနိုင်ပါမလားဆိုတဲ့တဏှာကသူ့မှာဝင်နေပါပြီ။ကျမတို့လည်းတနိုင်တလို့သူ့ကိုကူညီလုပ်ကင်ပေးတယ်။စိတ်ခွန်အားလည်းပေးတယ်။ဒီလိုနဲ့အမကြီးတမိအကြီးမက ကျမတို့ဈေးမှာရွှေစိန်လုပ်ငန်းလုပ်တဲ့ဆိုင်ဖွင့်ပါတယ်။သူတို့တမိလေးကလည်းနှစ်နှစ်ကျော်လောက်ရှိနေပါပြီ။တနေ့မှာတော့ကလေးမလေးက ရွှေရည်စိန်ရမှာအသုံးပြုတဲ့ acid blend ကို ရေအမှတ်နဲ့တောင်းလိုက်ပါတယ်။ခလေးအသက်ကိုမကယ်လိုက်နိုင်ပါဘူး။စိန်ရုံပို့ဖို့အသွားလမ်းမှာပဲခလေးကအသက်ပြောက်သွားပါတယ်။ခလေးရဲ့မိဘတွေဟာသားသမီးဇောကပ်ပြီးစိတ်တွေကနာမငြိမ်တဲ့အထည်ဖြစ်သွားကြပါတယ်။ကျမတို့မှာသူတို့အဖြစ်တွေကိုကြည့်ပြီးရင်ခွဲပလက်ဖြစ်ရပါတယ်။တနည်းဆိုတဲ့အတွင်းမှာအဖြစ်ပြက်တွေဟာပြောင်းလဲကုန်တာအမြန်ဆန်လွန်ပါတယ်။ အမကြီးကမျက်လုံးဆုံးရှုံးရပြီးကလေးကဒေါသတွေဟာအရင်ကထက်ပိုကြီးလာပါတယ်။သူနဲ့အတူနေတဲ့အမေကအိမ်အောက်ထပ်ကိုဆင်းလာပြီး ကျမတို့နဲ့အတူလာနေတယ်။ပူလောင်လုံးတဲ့သူနဲ့အမေအတူမနေလိုဘူးတဲ့။သူ့သမီးတယောက်နဲ့အမကြီးကအပေါ်ထပ်မှာဂျန်နေခဲ့တယ်။စိတ်တိုင်းမကြတိုင်းအနာကရှိလာရင်းနဲ့ကောက်ပေါက်ဆဲဆိုတိုင်းထွာနေပါတယ်။ ဒီတိုင်းဆိုရင်တော့သူ့ကိုစောင့်ရှောက်ပေးနေတဲ့သမီးလဲမကြခင်သူ့ချစ်သူနောက်ကောက်ကောက်ပါအောင်လိုက်သွားပါလိမ့်မယ်အမေကသူ့မွေးထားတဲ့သားသမီးတွေမှာဘယ်သူကဘယ်လိုစိတ်သက်ရှိတယ်ဆိုတာကိုအကျဲမဲ့လုံးဝသိပါတယ်။ကျမကိုလည်းအမေကအတော်လေးအားနာနေပါတယ်။ကျမကိုဖွင့်သားမပြောတာပါ။ကျမကလည်းမသိချင်အောင်ဆောင်ပြီးအလိုက်တင်လေးပဲနေလိုက်ပါတော့တယ်။ဆုံးရှုံးခဲ့ပြီးပြီးထပ်ပြေးမပူလောင်ချင်တော့ပါ။ နှစ်ခါရှုံးတဲ့အလုပ်မျိုးကိုကျမမနှစ်မျိုးပါအမေကတော့မနေ့တိုင်းကျမနဲ့အတူဖျားဝတ်ပြုနေပြီထုံးဆက်အတိုင်းငှက်ကလေးတွေအစာကျွေးဖို့သူပြင်ဆင်ပြီးတန်ဃာတော်တွေကိုစွန်လောင်းဖို့ကျမအစင်တဲ့လှုပ်ပေးထားခဲ့တယ်အမေကကျမကိုပြောတယ်သူတပားဥစ္စာကို မတော်လောပါမဖြစ်စင်နဲ့စိတ်ထားကောင်းရင်ကံကောင်းတဲ့သမီးစိတ်ထားမကောင်းရင်မတော်လောပါဖြစ်ရင် ဝုတ်ကသူ့အလုပ်သူလောက်သွားလိမ့်မယ်။တားမရဘူးလေ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူခင်လာမြတ်ခန်ရေးသားထားတယ်။တမိုးအောင်မှာဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။